ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ជួសជុលလိုက်ပါတယ်ဒီနေ့မှာတော့ Ryanair Director တယောက် UFC Middleweight Dan Champion တူဖြစ်လာတော့မှလားဆိုတဲ့အကြောင်းအရာကိုသုံးသပ်နေဆက်ပြီးမှာဖြစ်ပါတယ်တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားပုံကိုလက်တွေ့ကျကျအကောင့်တွေပေါ်ပြသွားခဲ့တာကမြန်မာပြည်သက်တွေရဲ့အချစ်တော်ကြီး Ryanair Director ဖြစ်ပါတယ်။ Ryanair Director 1 Championship မှာ6နှစ်တိကျင်လည်ခဲ့ပါတယ်။အမြင့်ဆုံးအောင်မြင်မှုတွေကိုလည်း1 Championship မှာသိမ်းပိုက်နိုင်ခဲ့တာပါ။ မြန်မာကွန်ဆောင်ဖိုင်တာကြီးအွန်လိုင်းအဆန်းကိုနှစ်ချိန်အနိုင်ပြကဝမ်ချန်ပီယံရှစ်မီဒယ်ဝေ့တန်းနဲ့လိုက်ဟဲဗီဝေ့တန်းနှစ်ထပ်ကွန်းချန်ပီယံဖြစ်လာခဲ့ပါတယ်။ရိုင်းနီယာဒေရီတာအဲဒီနောက်မှာမီဒယ်ဝေ့တန်းချန်ပီယံခွက်ကားပွဲတွေဖြစ်ကင်မီရန်အဘာဇော့ဖီဒလီဘရက်စ်တို့နဲ့ရင်ဆိုင်ထုတ်သက်ခဲ့ရပါတယ်။အဲဒီဖိုင်တာတွေကိုလည်း ACC ပဲချုပ်ကွက်တွေနဲ့အနိုင်ပြထားနိုင်ခဲ့တာပါ။ Ryanair Davidai ရွှေအောင်နေရက်တွေကိုပြောက်ကွယ်သွားအောင်လုပ်ပြခဲ့တာကလက်ရှိနှစ်ထပ်ကွန်းချန်ပီယံ Anatoli Malikin ဖြစ်ပါလိမ့်။ ရိုင်းနီယာဒေရတာမာလီကင်ကိုနှစ်ပွဲဆက်အလဲထိုးတွေနဲ့ရှုံးနေခဲ့ပြီးချန်ပီယံခပ်ဘက်တွေဆုံးရှုံးခဲ့ရပါတယ်။အဲဒီနောက်ဝမ်ချန်ပီယံရှစ်နဲ့စာချုပ်တက်တန်းကုန်ပြီးတဲ့နောက်ပိုင်းဝမ်ချန်ပီယံရှစ်နဲ့စာချုပ်ထပ်မံအသစ်ချုပ်ဆိုခြင်းမရှိတော့ပါဘူး။ရန်နီယာဒရတာဟာ UAE Warrior မှာတပွဲထိုးသတ်ခဲ့ပါတယ်။အဲဒီပွဲမှာလည်း TKO နဲ့နိုင်ပွဲပြန်လဲပုံဖော်နိုင်ခဲ့ပါတယ်။အဲဒီပွဲပြီးမှာတော့ကမ္ဘာကျော် Promotion ကြီး UFC နဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ရန်နီယာဒရတာ UFC ပွဲဥထွက်မှာပြိုင်မဲ့ Fighter ကိုချုပ်ကွက်နဲ့အနိုင်ယူပြီးတာထွက်လှခဲ့ပါတယ်။ လူရီးယားမြောက်ပွဲစဉ်မှာတော့မြန်မာပြည်သက်အများစုသိတဲ့ Kevin Holland နဲ့ယင်ဆိုင်ထိုးသက်ခဲ့ရပါတယ်။ Kevin Holland ကိုပထမအချိန်မှာပဲ Real Madrid ချုံးတဲ့အနိုင်ယူပြီးထပ်မံပွဲသိမ်းပြနိုင်ခဲ့ပြန်ပါတယ်။ Ryanair Derrida လက်ရှိမှာဆို UFC Middleweight Ranking နံပါတ်73အထိတောင်ရောက်ရှိလာခဲ့ပါပြီ။ပွဲစဉ်နှစ်ပွဲသာထိုးသက်ရသေးပေမဲ့ Ranking စီးရင်ဝင်ထားပြီးပြီဖြစ်လို့အထင်ကြီးစရာပါပဲ။ Ryanair Derrida ဟာလာမယ့်မေလ၄ရက်နေ့မှာပွဲစဉ်ထိုးသက်ရအောင်မှာဖြစ်ပါလိမ့်။ UFC Fight Night ပြိုင်ပွဲမှာ Co-main event ပွဲစဉ်လေးနဲ့ထိုးသက်ရမှာဖြစ်ပြီး ှုံးမွေးမရှိဖိုင်တဲ့ဘိုနီကယ်နဲ့ရင်ဆိုင်ထိုးသက်ရမှာဖြစ်ပါတယ်။ဘိုနီကယ်ကလက်ရှိမှာရှုံးမွေးလုံးဝမရှိသေးတဲ့ခုနှစ်ပွဲထိုးတပွဲမှာရှုံးမွေးမရှိတဲ့ဖိုင်တာတစ်ဦးဖြစ်ပါတယ်။ Ryanair Director တဲ့ UFC ကိုအရင်ရောက်နှင်နေတာဖြစ်ပြီး UFC ပွဲအတွေ့အကြုံလည်းမြားပါတယ်။ဒီနောက်ဝက်ကွန်တနာစီးရီးမှာနှစ်ပွဲထိုးသက်ခဲ့ပြီး UFC မှာ၄ပွဲထိထိုးသက်ထားခဲ့တာပါအဲ့ဒီပွဲစဉ်အားလုံးကိုလည်း9ပွဲပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ် ရန်နီယာဒေဗစ်ဒါအနေနဲ့ဘိုနီကေကိုဘယ်လိုကြော်ဖြတ်ပြမလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ဘိုနီကေကစတန်အောင်ဂရောင်းမှာမြင့်မြတ်တက်တာကစားနိုင်တဲ့ဖိုင်တာတစ်ယောက်ဖြစ်ပါတယ်။ရန်နီယာဒေဗစ်ဒါအနေနဲ့ဘိုနီကေကိုကြော်ဖြတ်နိုင်ခဲ့တဲ့ဆိုရင်တော့သူ့အနေနဲ့ထိပ်ပိုင်းစင်းဝင်ဖိုင်တာနေနဲ့ထိုးသက်ရဖို့မလွဲဧကန်ဖြစ်သွားပါပြီ။ဘလို့အခြေအနေတွေရှိလာမလဲရိုင်းနီယာဒူရတာတယောက်အနေနဲ့ top 5ထိရောက်လာမလားမက်ဒဝိတ်တန်းချန်ပီယံခပ်ကြီးကိုမျက်စောင်းထိုးလို့ရနိုင်တဲ့အခြေအနေများဖြစ်လာအောင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ ရိုင်းနီယာကတော့သူကျွမ်းကျင်တဲ့ချုပ်ကွက်တွေနဲ့ပဲပြိုင်ဘက်တွေကိုနိုင်မွေးယူပြနေစေဖြစ်ပါတယ်ကျမေဒဝိတန်မှာဆက်လက်ပြီးဒီလိုမျိုးချုပ်ကွက်တွေနဲ့ပုံဖော်ပြီးမေဒဝိတန်ချန်ပီယံခပတ်ကိုလူရလောက်တဲ့အထိကိုနိုင်မောပုံဖော်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ရန်နီယာဒေဗစ်တာကတော့သူ့အနေနဲ့ခမ်ဇာရှမိုင်ယက်နဲ့ထိုးသက်ခြင်းတယ်လို့ပြောဆိုထားခဲ့ပူပါတယ်။အဲ့ဒီပွဲတော့တကယ်ဖြစ်လာမလားဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပါ။ဒီသာတာကတော့ရန်နီယာဒေဗစ်တာဝမ်ချန်ပီယံရှစ်ကနေပြောင်းရွှေ့သွားတာကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ပြောရမှာပါ။ ။ဘာကြောင့်လဲဆိုတော့သူကလက်ရှိချိန်မှာကဘာကျော် promotion ကြီးစီရောက်ရှိနေတာပြပြီးလူတော်တော်များများကလည်းသူ့ကိုသတိထားမိနေပြီဖြစ်ပါလိမ့်။ One Championship မှာအမြင့်ဆုံးအောင်မြင်မှုတွေရရှိနေတုန်းကတော့မှဒီလောက်ထိသူ့အနေနဲ့ပြိသက်ဝန်းရံမှုမရှိပါဘူး။အခုချိန်မှာပြိသက်တော်တော်များများကလည်းသူ့ကိုသိရှိနေပြီဖြစ်ပြီးအကောင်းဆုံးချိန်တွေကိုရရှိနေတယ်လို့ပဲပြောရမှာပါ။ Rainier Adrida အနေနဲ့လည်း Middleweight တန်းချန်ပီယံကပတ်ကြီးကိုရအောင်သိမ့်ပိုက်ပြအောင်မယ်လို့ကြုံမထားပါတယ်။သူ့အနေနဲ့ဘယ်လိုတွေစွမ်းဆောင်ပြအောင်မလဲဆိုတာတော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့စောင့်ကြည့်ကြရအောင်ပါပါ။ ဘလို့အချိန်လေးရှိသွားမလဲဆိုတော့ဆက်လက်ဆောင်ကြည့်လိုက်ကြရအောင်ပါခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါမင်းဒါမယ့်နေ့ဒီမှာလေး MMA လောကနဲ့အောက်စားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာရပြောရှင်မကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ